ချီတော့ရိုင်နေကောင်မလေးအစင်းလုံးချောလေးအသားအရေကစားလှလှလေးပြခန္ဓာကိုတကယ်တကယ်အမှန်တမ်းမျောရင်အိမ်တောင်ဘက်ရွေးမိဆိုရင်တော့အဲ့လိုကောင်မမျိုးလေးစင်းလုံးချောလေးချစ်စရာလေးเนาะဆိုတော့ဒါပေမဲ့ကျွန်တော်ကထောက်ပြတယ်ဆိုတာကချီတော့ရိုင်နေအဲအဲ့လားလေးအဲ့လားလေးထောက်ပြတယ်ပြီးရင်တော့ရှစ်မှာတစ်ခုတက်လာတယ်အဲ neck တော့အပြူတော်ကအပြူတော်ကကိုဝလုံးမှာအပြူတော်ဝတ်စုံလေးဝတ်ပြီးတော့ကဘာမှာတော့အဆက်ခွဲတယ်လို့ပုံစံမျိုးနဲ့ organization ကအဲကဘာမှာဒီမြန်မာမှာတန်ဖိုးထားတဲ့အကမျိုးကိုဒါရိုးရအကနော်ဒါအကမှာတော့အဲ့တော့အကမျိုးကိုအဲ့မှာအဆက်ခွဲတယ်ဆိုတာဒါလုံးဝမဖြစ်သင့်ဘူးလို့မြင်တယ်လုံးဝကန့်ကွက်တယ်ဒါညမလေးနဲ့မဆိုင်ဘူးအာညမလေးကြတော့ဒါလူကြီးတွေက organization ကဒီလိုအကရွေးဆိုရင်တော့ရွေးရမှာပဲကျွန်တော်ပြောတာကသူ့အကသူ့ပုံစံကြီးလိုက်တဲ့အချိန်မှာဘာနဲ့လိုက်လဲကြီးတာသိလား မူးမူးညူချောတဲ့ဒီတယ်ပြောင်းလဲလို့နေစဒါဆိုရပြီဒါလားဆိုရပြီတချံကလည်းနဲ့ဒီလိုနေစရသူမှမကတတ်တာမကတတ်တာကြီးဒီအပြူတော်ကြီးကိုဗျာဒီလိုခုံပြီးတော့ဒီလိုဒီလိုတွေလောက်ရတာလေအဲ့ဒါကြီးကိုဒီလိုလေးနဲ့ဒီလိုဒီလိုလေးနဲ့ဒီလိုလေးနဲ့ဟုတ်နို့မရဘူးကမမှာရှက်ခွဲတာဒါကြီးကလုံးဝလက်မခံဘူးအစီအုံးကနေပြီးတော့အမေတန်းပြောတယ် ဒါပဲလို့လို့ဟိုမှာအတကြီးပူသွားပဲဖြစ်ဖြစ်ဟိုပညာရေးပွဲတော်ဖြစ်ဖြစ်အမြဲတမ်းဒီဟိုဖိတ်တယ်ဟိုမှာပရာဟိတလုပ်ပါပဲဖြစ်ဖြစ်အဲ့တော့တော်တော်ဖြစ်နေတချို့ပွဲလည်းမရောက်ဖြစ်ဘူးအဲ့တော့ဒီနေ့ကြတော့လည်းကထိန်ကြတော့လည်းပြီးခဲ့တဲ့နှစ်နှစ်လားသုံးနှစ်လားမသိဇက်တိုက်တော့တက်ဖြစ်ပါလေဟောကျော်တော့ဘောကို့ရိုတာဆိုတာလေအမှန်တိုင်းမျောရင်ဇီဝဝင်နေမင်းသားတရားမဟုတ်မဟုတ်ဘူးဒါပေမဲ့လေရိုတာကသူတို့အစည်းအဝေးကနေပြတတိယရရှိတယ်ဖုန်းလေးဆက်တယ်ဖုန်းမဆိုင်တော့ဗိုက်ပါလေးကနေအဲ့လိုစာပို့ထားတယ်ကြိုပြီးတော့ဗောနော် အဲတကယ်လို့အရေးကြီးတဲ့ပွဲတွေသွားမယ်ဆိုရင်တို့ဒါလိုက်ခဲနော်လိုက်ခဲနိုင်မလားဘယ်တော့သွားစရာရှိတယ်နေချင်းမြန်ပေါ်နော်အဲ့လိုမျိုးတွေပေါ့အဲအမရေဘဲတို့လေဘဲတို့ဆိုရင်အဲ့လိုမျိုးနေချင်းမြန်သွားတာရှိတယ်အဲ့လိုမျိုးရှိရင်တော့အဲကျွန်တော်လိုက်ပြဖြစ်ပါတယ်ကို့အစည်းအုံးရယ်ကို့ရဲ့ရုပ်ရှင်အတိုင်းဝိုင်းကလူတွေကကို့ပေါ်မှာတံပိုးထားပြီးအတိမဲ့ပြတဲ့အခါကျတော့အဲဘယ်ရနဲ့မိသားစုရဲ့နွေထွေမှုထက်ကိုပူပြီးတော့ဟိုပူပြီးတော့ကျွန်တော်တံပိုးပို့ထားတယ်မိသားစုတော်မှာလို့ငါ့ကိုပေါ့နော်ဂီးမဆိုင်နိုင်တာပေါ့နော် ဒါဒါကိုယ်နဲ့သိမတော်တာမဆတ်တဲ့အဲရုပ်ရှင်အတိုင်းဝိုင်းကကို့အပေါ်မှာတံပိုးထားပြီးချစ်တယ်ဆိုရင်ဟောလို့ငါဒီရုပ်ရှင်လောကကိုငါဝါသနာပါရဂျူခြေရဂျူနဲ့တယ်ဆိုတဲ့ဟာလေးမျိုးတော့အတိတ်တွေတော့ကို့အတွက်တော့တော်တော်လေးကိုတံပြိုးမဖျက်နိုင်တဲ့အရာပေါ့ဗျာဟုတ်ပြောနေဘူးသူစိတ်တွေမှာဘယ်လိုရှိသမမြင်နိုင်ဘူးပေါ့နော်ဒါပေမဲ့ကိုကတော့သိတာပေါ့စိတ်ကလေးမှာဘယ်လိုရှိနေဆိုတော့အဖြူနဲ့ဆက်ဆန်တလားအော်အမဲနဲ့ဆက်ဆံတယ်လားအချစ်နဲ့အချစ်ပေးလားဆိုတာကျွန်တော်ကတော့အဲခွတ်ခွတ်ပြပြသိပါတယ်ဟုတ်ဟုတ် ခြေထောက်ယိုင်တယ်ကောင်မလေးကဆင်းလုံးကျော်လေးအသားအရည်ကစားလှလှလေးပြခန္ဓာကိုယ်တခဲတခဲအမှန်တမ်းပြောရင်အိမ်တောင်ဘက်ရွေးမိဆိုရင်တော့အဲ့လိုကောင်မမျိုးလေးဆင်းလုံးကျော်လေးချစ်စရာလေးခင်နော်ဆိုတော့ဒါပေမဲ့ကျွန်တော်ကထောက်ပြတယ်ဆိုတာကခြေထောက်ယိုင်တယ်အဲအဲ့အရာလေးအဲ့အရာလေးထောက်ပြတယ်ပြီးရင်တော့ရှစ်မှာတစ်ခုတက်လာတယ်အဲနက်ကတော့အပြူတော်ကအပြူတော်ကကိုဝလုံးမှာအပြူတော်ဝတ်စုံလေးဝတ်ပြီးတော့ကဘာမှာတော့အချက်ခွဲတယ်လို့ပုံစံမျိုးနဲ့ organization ကအဲကဘာမှာဒီ မြန်မာမှာတန်ဖိုးထားတဲ့အကမျိုးကိုဒါရိုးရအကနော်ဒါအကမှာတော့အဲ့တော့အကမျိုးကိုအဲ့မှာအဆက်ခွဲတယ်ဆိုတာဒါလုံးဝမဖြစ်သင့်ဘူးလို့မြင်တယ်လုံးဝကန့်ကွက်တယ်ဒါညမလေးနဲ့မဆိုင်ဘူးအာညမလေးကြတော့ဒါလူကြီးတွေက organization ကဒီလိုအကရွေးဆိုရင်တော့ရွေးရမှာပဲကျွန်တော်ပြောတာကသူ့အကသူ့သူ့ပုံစံကြီးလိုက်တဲ့ချိန်မှာဘာနဲ့လိုက်လဲကြီးတာတိလာမူမူညူချောတဲ့ဒီတဲ့ပြောင်းလဲလို့နေစဒါဆိုရပြီဒါလားဆိုရပြီ တချံကလည်းနဲ့ဒီလိုနေစေရသူမှမကတတ်တာမကတတ်တာကြီးဒီအပြိုတော်ကြီးဟောဗျာဒီလိုခုံပြီးတော့ဒီလိုဒီလိုတွေလောက်ရတာလေအဲ့ဒါကြီးကိုဒီလိုလေးနဲ့ဒီလိုဒီလိုလေးနဲ့ဒီလိုလေးနဲ့ဟုတ်တော့မရဘူးကမ္ဘာမှာရှက်ခွဲတာဒါကြီးကလုံးဝလက်မခံဘူးမရှိဘူးဗျာဒါကြီးကကျွန်တော်မြန်မာပြည်မှာဒီလိုအကမျိုးအပြည့်ရင်းမှာဆိုရင်ကျွန်တော်လက်ခံတယ်နော်ဒါပေမဲ့တပင်အစည်းအုံးအစည်းအုံးကလည်းဘာမှလည်းမပြောဒီတိုင်းဒီတိုင်းနေကြည့်နေကြတော့မှပြိုင်ပွဲဆိုပြီးတော့နော်ဒါကိုပြကိုကိုပြကိုပြရှစ်တို့ပြောရမှာဒါကြီးက organization ကနေပြီးတော့နိုင်ငံတကာသွားပြိုင်မယ်ဆိုရင်ဒါတပင်းအစည်းအဝေးမှာသင်ပြရမလို့ထင်တာပေါ့နော်ဒီဟာတင့်တော်ရဲ့လားဒီဝဆားဆင်မှုဟာဆင်ပြရဲ့လားဆိုတာမျိုးပေါ့ဒါစီစစ်ရမယ်အခုအခုလိုပုံစံဆိုရင်ဒါမြန်မာကိုအဆက်ခွဲတဲ့သဘောဖြစ်သွားပြီဆိုတော့ကိုပုချစ်တို့တပင်းအစည်းအဝေးကနေပြီးတော့ကျွန်တော်အမန်တိုင်းပြောရင်ဒါကြီးကိုတော့ဟိုနားလေနားလေပြေးလို့ညနားလေပြေးလို့ရပါမယ်လေဒါကြီးကဟိုကျွန်တော်ကဟိုသူတို့တပင်းအစည်းအဝေးကဘလို့ သတ်မှတ်လေကျွန်တော်လည်းမပြောတတ်ဘူးဗောနော်ဟာတော်တော်ကြီးပြာကောင်မလေးဒီလောက်လှရဲ့တာနေဒါကောင်မလေးမှာအဖြစ်မရှိဘူးလို့ကျွန်တော်မြင်နေတော့ကောင်မလေးကလူကြီးကအဲတကယ်တမ်းကျရင်ကောင်မလေးပြာအင်္ဂလိပ်စပီကင်လေးကောင်းတယ်ဗျာနော်ရုပ်ကလေးကလည်းချောချောလေးဗျာအဲလမ်းလျှောက်တာလည်းရိုင်တာလွေပြီးတော့ဒါမဆိုတလောက်ပါပဲဟိုအဆင်ပြေနိုင်တဲ့အနေထားလေးရှိတယ်နော်အဲအတ္တိလေးနည်းနည်းဖြစ်တယ်ဆိုတော့ဒီအကားတစ်ခုကိုသူနဲ့လိုက်ဖက်ရလားဆိုတာမျိုးလေဒီဘေးကစပိုတင်းလုပ်တဲ့လူတွေကကြည့်ရမှာလေအဲ့တော့ ဟိုပြောရင်နော်မှာကျွန်တော်ကတော့လုံးဝလက်မခံဘူးဘလို့မှဆင်မပြေဘူး तू ဘလောက်ပဲချမ်းမာရောအကြောင်းပြပြဘလို့မှလက်မခံနိုင်ကြရဒီအကကြီးကပြိုင်ပွဲလေဗျာကျွန်တော်ပြဖြောပြင်းနေနေတော့တာမဟုတ်ဘူးကဘာမှာတော့ပြီးတော့ရှင်ပြန်ကြတာမြန်မာအကဒီဘလို့ရှိပါလားဘလို့အဝတ်စားနဲ့မြန်မာလူမျိုးတွေကအော်ဒါမျိုးတွေတွေရှိပါလား तू ကဖော်ထုတ်တာမှန်တယ်ဖော်ထုတ်ခြင်းနဲ့စိတ်ကလောပြီးတော့ဥမာကိုယ်ယောက်ကာယနဲ့ဗျာအာတော်တော်စိတ်စိတ်တက်ကြပြီးတော့ လုံးဝဟိုဟိုဆက်ဆက်ဆုပ်ယုံကြည်ကုန်ချတော့တယ်ဘလို့မှန်းမသိဘူးလုံးဝခံစားလို့မရဘူးဟုတ်ကျွန်တော်ကဟိုကျွန်တော်ကခွဲခြားမှုမရှိဘူးကုလူမျိုးမျိုးလို့ချစ်ရမယ်ဆိုတာမျိုးမဟုတ်ဘူးမှားရင်မှားတဲ့လူထောက်ပြရမှာမှန်ရင်မှန်တဲ့လူထောက်ပြရမှာအခုသူ့ရဲ့အကာကမှားနေတယ်လုံးဝအဆင်မပြေဘူးဒါမြမရိုးရာမှာအပြူတော်အကဆိုတာနော်ဒါဇက်သပင်ပွဲလင်းပဲဖြစ်ဖြစ်ဟိုဘဲဒီပွဲလင်းသပင်ကတော်တော်များများဒီ ဒီဟိုရှစ်ခစ်ကဆိုရင်ဒီအပြူတော်အကဟာလေတကယ်တန်ဖိုးထားတဲ့အကတခုပေါ့နော်လူမုံမှာပဲထောက်ပြရမှာပဲလေတော့ဒီဒါမဲ့ကျွန်တော်ကတော့ပြောနေမှာပဲဟိုမသိတော်ဘူးလေဗျအမြင်တော့သူများနေနေဟိုလှတာတခုတည်းနဲ့ခွန်ပြူလို့မရဘူးဟိုဟိုမှာကိုဘက်ကမှားနေတော့ထောက်ပြကြမှာပဲရိုတာမှားနေရိုတာထောက်ပြကြတာပဲလေရိုတာလက်ခံတာပဲဒါရိုတာကိုဟိုရိုက်ချလိုက်တာမဟုတ်ဘူးရိုတာကတိုးတက်အောင်လို့သူတို့ထောက်ပြကြတာအကြံပြုကြတာကျွန်တော်လက်ခံတယ်ကျွန်တော်တို့ကလည်းအဲ့လိုပဲသူများမှာအဲ့လိုအမြင်မတော်တာရှိရင် ဟိုဥပမာသူ့အတူမွန်ပဲဖြစ်နေဖြစ်နေဗမာပဲဖြစ်နေကရင်ပဲဖြစ်နေဖြစ်နေရခိုင်ပဲဖြစ်နေဖြစ်နေကျွန်တော်တို့ကလူကိုလူနဲ့ပဲကြည့်တာလူမျိုးစုံနဲ့မကြည့်ဘူးလူလူကိုလူနဲ့ကြည့်တာတော့မြန်မာနိုင်ငံရဲ့ကိုစားပြုချင်းမြိုင်တာဖြစ်တဲ့တော့သူဒီမြန်မာရိုးရာရင်ချင်းမှုနဲ့ဒီမှာရှိနေတဲ့လူမျိုးပေါင်းစုံနဲ့တဟဇာတာဖြစ်နေတဲ့အနေထားကိုတော့ရှိရမယ်အဲစံချင်းစုံညွန်ပေါ်တော့အဲ့ဒါမျိုးကိုကျွန်တော်တို့ထောက်ပြတာပါဟိုလိုမျိုးဒါတစ်ဖက်မင်းကလေးကိုစော်ကားလိုက်တာတော့မဟုတ်ဘူးဒါပေမဲ့ရွေးချယ်တဲ့ supporting လုပ်တဲ့လူတွေကဒါကြီးကို ရွေးချယ်လိုက်တာကကောင်မလေးအတွက်အလုံးဝအမှားကြီးတစ်ခုလို့မှားသွားတယ်လို့မြင်နေပြဟုတ်ဟုတ်ကောင်ကောင်အဲကောင်ညီမလေးကိုပေါ့နော်ဒါဒါဟိုပေါ့ညီမလေးဘက်ကမမှားပါဘူးဒါပေမဲ့ဟိုကရွေးချယ်မှုနည်းနည်းလေးမှားသွားတဲ့အတွက်ကိုဘေးကနေပြီးတော့အဲဒီဟာလေးနဲ့လိုက်တယ်ဆိုပြီးတော့မှားသွားတဲ့အတွက်ကောင်မလေးမှာအဲအပြစ်မရှိဘူးကောင်မလေးမှာအပြစ်မရှိဘူးသူ့ကိုစေလွှတ်ပြီးတော့မှအဲဒီလိုမျိုးအကကူမှရွေးချယ်ပြီးတော့တမင်တကာရွေးချယ်ပြီးတော့ချပြခိုင်းတာရီယာကူကမှားနေတာ မြမလေးမှာတော့သူအကောင်းဆုံးလူကြီးစကားနားထောင်ပြီးတော့အဲသူအကောင်းဆုံးဟိုလောက်အောင်ပါလေနော်သူလည်းအကောင်းဆုံးချပြနိုင်တော့မြင်တယ်ဒါပေမဲ့လည်းဟိုဝလုံးမှာအဲ့အပြူတော်ဝက်ဆောင်ကြီးဝက်ပြီးတော့ဟိုရမ်းနေတာကြီးကအမြင်မတက်မသိတော့ဘူးဒါပေမဲ့အင်္ဂလိပ်မတွေက miss တွေကလက်ခုပ်တွေတီးကြတာကြီးရောကန်ကြိုင်လေအော်သူတို့သူတို့လေကြည့်နေမယ်တော့ထင်ပါတယ်နော်ကျွန်တော်အချင်းလေမြန်မာအကကိုမမြင်ဘူးပဲမဲ့လေ ဒီဟာကြီးကတရုတ်ပြက်လာမပြက်လာဆိုတော့ဟိုလက်ခုပ်သာတီးလိုက်ရတာသူတို့စိတ်ထဲမှာလည်းတမျိုးတော့ခံစားမိဘူးလို့ထင်တယ်ဗျာကျွန်တော်ဟာအဲလုတော့လုနေတာပဲဗျာအခုလောလောဆယ်အဲ့လိုသရှင်းဆိုပွဲလေးတွေငားတယ်ဆိုတော့အဲ့အဲ့လိုမျိုးတော့ဇက်တိုက်ထွက်နေတယ်ကုတခွင့်လန်ပေးမဲ့ဇက်ကောင်မျိုးတွေလာရင်တော့ထိထိမိမိကျွန်တော်ချက်ပြအောင်ပါဗျာဟုတ်အချစ်စစ်တင်ပါတယ်ရောက်စီတိုင်းကအများအားကျွန်တော်အဲ့လိုမျိုးခရက်ထောင်လောက်တာတော့မဟုတ်ပါဘူးဒါပေမဲ့သူ့သူခရက်ဖြစ်သွားရင်တောင်းမှန်ပါတယ်လို့အားလုံးချစ်ပါတယ်နော်ဟုတ်ဟုတ်